ဒေါက်တာ 30s မာလင်ငယ်စဉ်စိတ်ကြောင်းသားဘဝတော့ကပြင်းထန်တဲ့ယူဆတစ်ခုရှိတယ်လူလောကကြီးထဲမှာမတမ်းမဆွမ်းနေသူတွေညှို့လင်းချက်မရှိအောင်ယောဂကျွမ်းနေတဲ့သူတွေယောနောရှုပ်ထွေးနေတာဘာမှအတိတ်ပဲမရှိဘူးအကြောင်းမထူဘူးအဲဒီလိုမတမ်းမဆွမ်းနေသူတွေကိုညင်ညင်သာသာအသက်ထွက်နိုင်အောင်ဆောင်ရွက်ပေးရေးဆိုတဲ့ယူသနီစီယာဝါဒကို ဒေါက်တာမာလင်းကအပြေးအဝါထောက်ခံတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအတန်းပေါ်တငယ်ရင်နေနေသူနဲ့မကြာခဏအငြင်းအခုံဖြစ်လေရှိတယ်။တငယ်ရင်းတွေကမာလင်းကိုဘယ်လိုပြောတော့ဆိုတော့ဟာဒါဖြင့်တို့ကဘာသွားလို့ရမှာလဲ။အဲ့ဒီမတန်မစွမ်းတဲ့သူစွမ်းအားနာမကြတဲ့သူမျက်စိမမြင်တဲ့သူတွေကိုစောင့်ရှောက်ကူညီပေးဖို့အတွက်ပဲတို့ကရှိနေရတာမဟုတ်ဘူးလား။ မာလင်းကဘလို့ပြန်ပြောတော့ဆိုတော့ဆရာဝန်အလုတ်ကမကျမ်းမာတဲ့လူတွေကျမ်းမာလာအောင် ကုသပေးဖို့ဆိုတာတော့မှန်တယ်။ဒါပေမဲ့လုံးဝကုသလို့မရနိုင်တဲ့လူမျိုးကြတော့သေးသွားတာကသူတို့အတွက်ကိုသက်သာတာပေါ့။မာလင်းကအဲ့လိုမျိုးပြန်ပြီးခြေပါတယ်။ Ethiopia's မာလင်းကစီနီယာရန်ကို ရောက်လာတဲ့စေချောင်းသားဖြစ်လာတယ်။စီနီယာရန်စေချောင်းသားဘဝနဲ့တညာသားအစေးုံမှာယူတည်ကြတော့ ကိုဝင်ဆောင်တယောက်ကိုသူမိဖွားပေးရတယ်။အဲ့ဒီကိုဝင်ဆောင်မျိုးသမီးကဂျာမနီကနေပြောင်းလာတာ။သူတို့ကစင်းရဲချိုးတဲ့တော့မျိုးစုံကစင်းရဲသားရောက်ွက်တစ်ခုမှနေရတယ်။အခုမွေးတဲ့ကလေးကသူမရဲ့ဆယ်ဦးမြောက်ကလေးဖြစ်တယ်။မာလင်းကကလေးကိုမွေးပေးလိုက်တယ်။အဲ့မဲ့မွေးလာတဲ့ကလေးမှာကခြေထောက်တစ်ဖက်တီးတီးတာတာတူးနေတယ်။မာလင်းကခလေးမီးဖွားရင်လုတ်ပေးရမယ်လုတ်ထုံးလုံနေတွေကိုကျင်သားရနေပြီသားဆိုတော့ အခုမွေးလာတဲ့ကလေးလေးကိုအသက်ရှူလာအောင်ဗစက်သေးလေမုတ်သွင်းတာတွေကြိုးလေးကိုပုတ်ပေးတာတွေအဲ့ဒါတွေသူလုပ်တယ်အဲ့လိုလုပ်ပေးနေရင်းနေပဲတစ်ဖက်ကလည်းသူစဉ်းစားနေတယ်သူစဉ်းစားတာကအလကားပဲဒီလောက်ဆူဆူဝါးဝါးမတမ်းမဆွမ်းဖြစ်နေတဲ့ခြေထောက်နဲ့တတလုံးနေသွားရမှာအချာကလေးတွေကထော်ကျူးလင်ပီလို့ခေါ်ကြမှာဘာလို့သူ့ကိုချော့ချော့မော့မော့အသက်ရှင်ခိုင်းနေမလဲ သူမရှိလို့ဘယ်သူအတွက်မှဘာမှဖြစ်သွားမှာမဟုတ်ဘူး။ဒါပေမဲ့သူ့မှာဇေယဝင်စိတ်ကလည်းထက်ထက်တန်တန်ရှိနေတယ်။ကလေးရဲ့အစုပ်ကလေးနှစ်ခုစပြီးလှူရှားလာအောင်လှူဆွပေးတဲ့အလုပ်ကို သူမလုပ်ဖဲမနေနိုင်ဘူး။အဲ့ဒါကိုသူထက်ခါထက်ခါကြိုးစားပြီးလုပ်တယ်။ကလေးကပထမဆုံးတစ်ချက် အသက်ရှိုက်တယ်၊ရှူတယ်။မျက်နှာမှာလည်းတွေးအောင်တန်းလာတယ်။နောက်ဆုံးမှာကလေးစီကငိုတန်းသေးသေးလေးထွက်ပေါ်လာပါတယ်။ စေးချောင်းသားပဲရှိသေးတယ်မာလင်းကလုံးစရာရှိတာတွေလုပ်ပေးပြီးတော့သူ့အိတ်ကိုဆွဲပြီးအိမ်ပြန်လာခဲ့တယ်။သူ့အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်မှာသူ့အတူမကြည်မနစ်တွေဖြစ်နေတယ်။ငါဘာကြောင့်လုပ်ပေးမိပါလဲကွာ။ကလေးတွေတပြုံတစ်ခေါင်းနဲ့ဒီလောက်ဆင်းရဲတဲ့မိသားစုမှာကိုရင်ကမပြည့်စုံတဲ့ကလေးကိုငါသွားပြီးကယ်ရသေးတယ်။မစွမ်းမတန်တဲ့သူတွေမရှိရင်ဒီလောကကြီးအများကြီးပိုးအဆင်ပြေမှာ။ စသည်ဖြင့်တော်သူတယောက်တည်းမြည်တွန်းတောက်တည်ရင်အဲ့ဒီနေ့ကအိမ်ပြန်လာခဲ့တယ်အဲ့ဒီပြည့်ရဲ့ဖြစ်ပြီးနောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာစမုလမှုမြို့တစ်မြို့ကိုဒေါက်တာတက်တီးရက်မာလင်ပြောင်းရွှေ့ရောက်ရှိလာတယ်အဲ့ဒီမြို့မှာစေဝါကုသတဲ့လုပ်ငန်းကိုသူ PPCC လုပ်တယ်သူအစွန်းရောက်ယူဆရီလဲကုချိန်မှာပျောက်ွယ်သလောက်နီးနီးဖြစ်နေပြီ။ဘလို့ပဲပြင်မနှဲနေနေပါစေ လုပ်ရမယ့်အလုပ်တွေကိုမယမနာလုပ်ကင်နေတဲ့ဆရာဝန်ကြီးတဦးဖြစ်ခဲ့ပြီယောဂဝေဒနာခံစားနေရတဲ့လူတွေအနေနဲ့ပြီးသွားရင်တတ်တာတယ်လို့ဆိုပေမဲ့အခုတော့သူကလူနာမသမ ्या အသက်ရှင်တန်မှုကိုပဲ UTP ဥဒပေးတဲ့သူဖြစ်လာခဲ့ပြီဒေါက်တာမာလင်းပြောင်းလဲသွားတာကိုဘယ်လိုပြောရမလဲဆိုတော့ရှင်သမားတော်ကြီးဟီပိုခရက်တီးရဲ့မိမိတက်စွန်းသမ ्या ပညာဖြင့်လူအသက်ကယ်ဆယ်ရေးအဆုံးအမကပဲ အောင်ပွဲခံသွားတယ်လို့ပြောရမှာပေါ့အာလင်းကိုယ်တိုင်လည်းဘဝမှာဒုက္ခဒုက္ခတွေမနှင်းမနှို့ကြုံခဲ့ရတယ်သူရဲ့တူဦးတဲ့သောသားနဲ့ကျွေးမဖြစ်သူတို့ဟာရင်တိုက်မှုနဲ့အသက်ဆုံးရှုံးသွားခဲ့ကြတယ်သူတို့ကမွေးတဲ့နှုတ်ဆိုးအရွယ်သမီးလေးတူဦးကြံနေခဲ့တာကိုဒေါက်တာမာလင်းကပဲမွေးမြူထိန်းချောင်းခဲ့ရတယ်ကလေးလေးနာမည်ကဘာဘရာဒေါက်တာကသူ့မိမလေးကိုလွန်ချစ်တယ် နွေရာသီနည်းနည်းခင်းတစ်ခုမှဘာဘရာအိယာကထလာတော့ဇက်ကတောင့်တင်းပြီးခြေတွေလက်တွေကနာကျင်ကြိုက်ခဲနေတယ်။အဲ့ဒီအချိန်ကဘာဘရာအသက်ကစိတ်နစ်ခတ်မဲရှိသေးတယ်။ဘာဘရာဖြစ်တာကိုပထမပိုင်းမှာပူလီယူလို့ထင်ခဲ့ရတယ်။သူတို့တေချာစမ်းသက်စစ်စစ်ကြီးတော့မှအလွန်ရှားပါးတဲ့ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်းသိလဲရတယ်။ဖြစ်တောင့်ဖြစ်ခဲ့ရောဂါဆိုတော့ ကျောင်းသုံးစည်းကမ်းတွေထဲမှာတောင်တစွန်းတစနေနေပါပါပဲဖော်ပြထားတယ်လို့သိရတယ်။ဒေါက်တာမာလင်းကိုရိုင်းတောင်သူ့ရဲ့ရှည်လျားတဲ့ဆရာဝန်လုပ်သက်တဲ့ရှောင်းမှာဒီယောဂဖြစ်ပွားတဲ့လူနာမျိုးတဦးတယောက်မှမတွေ့ခဲ့ရဘူး။ဘာဝရာကိုပုံနှောင်းတဲ့အာယုံကျော်ပါရဂူရီနဲ့ပြကြည့်ပေမယ့်သူတို့အားလုံးကခေါင်းခါကြတယ်။ဒီယောဂဖြစ်ပွားတဲ့သူတွေက တဖြည်းဖြည်းတိုးတူပြီးအကျိုးရည်သည်မလုံမရှားနိုင်ဖြစ်သွားတတ်တဲ့အကြောင်းအကျိုးတည်မှုအတိုင်းရတာအနည်းများกว่าချတတ်တဲ့အကြောင်းကုသနိုင်တဲ့နီလန်းမရှိသေးတဲ့အကြောင်းသူတို့ကပြောကြတယ်ပါရဂုတဦးစီကတော့ထူးထူးခြားခြားအကျဉ်းဉာဏ်တစ်ခုရတယ်ပါရဂုပြောတာကသူသိတဲ့လူငယ်ဆရာဝန်တယောက်ရှိတယ်သူရဲ့ကုသဘုံကုသနည်းတွေကြောင့် ီလိုယောဂမျိုးဖြစ်တဲ့လူနာတချို့ပြန်ကောင်းသွားကြတယ်အဲ့လိုပြန်ကောင်းသွားတဲ့အကြောင်းကိုအဲဒီဆရာဝန်ကိုယ်တိုင်မကြခင်ကမှစာတန်းတစ်ဆောင်ရေးတယ်ပါရဂူအကြံပေးတာကသူတာမာလင်းဆိုရင်အဲ့ဒီဆရာဝန်နဲ့တွားတွေ့မယ်သူအကြံပေးတယ်ဆရာဝန်နာမည်က TJ မီလာလို့ပြောတယ်အဲ့ဒါနဲ့ပဲဒေါက်တာကြီး 30s မှာလည်းကသူမိမလေးကိုခေါ်ပြီး ဒေါက်တာဒီဂျင်ဘီလာထိုင်တဲ့ပုဂလိကစေယုံငယ်လေးစီကိုလာခဲ့တယ်။ဒေါက်တာမီလာကကိုလက်အင်ကမတန်မစွမ်းဖြစ်နေတဲ့ယောဂအမျိုးမျိုးကိုအဲဒီစေယုံငယ်လေးမှာပဲသူ့ရဲ့ထူးခြားစမ်းသစ်တဲ့ယူပဗေဒကုထုံးသစ်တွေနဲ့ကုသပေးနေတယ်။သူကိုယ်တိုင်ကလည်းခြေထောက်တစ်ဖက်တိတိတသာသိမ်းနေတဲ့လူဖြစ်တယ်။ဒေါက်တာမာလင်းတို့မြေဖူရောက်လာတဲ့အခါမှာဒေါက်တာမီလာက ကျွန်တော်လဲဒီဂျီတစ်ဖက်စာနေတော့သူတို့နဲ့အတူတူဖြစ်သွားတာပေါ့ကျွန်တော်ကိုလင်ပီထော်ချိုးလိုပဲကလေးတွေကိုခေါ်ခိုင်းတာ သူတို့ကသဘောကျတယ်ကျွန်တော်ကဒီနာမည်ကိုကျွန်တော်နာမည်ရင်30 years တက်တောင်ပိုးကြိုက်သေးတယ်အဲဒီနာမည်ကြီးကကျွန်တော်အတွက်တိတ်ကြင်ခန်းကြီးနေတယ်လို့ပဲခံစားရတယ်ကလေးတွေတော်တော်များများမှဲ့ကြတဲ့ထုံးစံအတိုင်းပေါ့လူကြီးတွေကကျွန်တော်ကိုမွေးပေးခဲ့တဲ့စေချောင်းသားရဲ့နာမည်အတိုင်း ကျွန်တော်ကိုအမေ့ကြတာအဲ့ဒါလို့လဲကြားလိုက်ရရောဆရာဝန်ကြီး 30s မှာလင်းစိတ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားတာကိုမနေထိန်လိုက်ရတယ်သူစေးကြောင်းသားဘဝအဲ့ဒီအချိန်တုန်းကတကိုယ်လေးပြောခဲ့တဲ့စကားတွေကိုပြန်မက်ရလာတယ်သူမရှိလို့ဘသူအတွက်မှဘာမှဖြစ်သွားမှာမဟုတ်ဘူးအဲ့ဒါလို့ပြောမိခဲ့တာတွေအတွက်သူစိတ်မကောင်းဘူး သူအတိအမြင်ချူရင်းခဲ့ရတာကိုယူယုံမရဖြစ်နေတယ်။လောကကြီးထဲမှာသူမရှိစေချင်ခဲ့တဲ့သူကအခုသူမိမာလေးဘာဘာရာကိုလမ်းပြန်ရှောင်နိုင်အောင်ကူစားပေးမဲ့ဆရာဝန်ဖြစ်နေပြီ။ဆရာဝန်ကြီးတတိယမှာလင်းကဒေါက်တာ DJ မီလာထံကိုလက်ဆက်တန်းပေးပြီးအခုလိုပြောလိုက်တယ်။မျက်စိမမြင်တာနဲ့ဆိုင်ရင်ခြေမတန်တာကအများကြီးပိုးကောင်းပါတယ်ဗျာ။ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။